မိမကထိုင်းနိုင်ငံမြောက်ပိုင်းတွေ့ရသူလေးဖြစ်ပါရင်ရွာသူဖြစ်ပေမဲ့ရွာသားနဲ့ညမကိုတော့အင်မတန်ကြောက်ပါရင်အကြောင်းကတော့သတင်းကြော်မှာပိုးပွားတွေကိုတားကြတော့ရတိုင်းမှာဘန်ကောက်ကလူရည်နဲ့အိမ်နောက်ကျထားတဲ့ဦးလေးတော်ကြီးမွေးတဲ့ဝန်ခွင့်မောင်နှမတွေကတောက်တော့ပြောင်ပြောင်ရှိနေပြီးတော့တောသားကိုယူထားတဲ့သူမအမေကြောင့်သူမကတော့ချောင်းကပ်ပြီးတော့ထိုင်နေရပါရင်ဘန်ကောက်သားနဲ့ညရင်သူမလည်းပိုးအပြောင်းသွားလိမ့်မယ်လို့ယုံကြည်နေပါရင်တငယ်ရင်းတွေကဘန်ကောက်သားနဲ့မိတ်ဆက်ပေးပေမဲ့သူမကရုပ်ချောတာကိုလည်းကြိုက်ပြန်ပါသေးဘန်ကောက်သားနဲ့ညဖို့ရေတငယ်ရင်းတွေရဲ့အကြံပေးချက်တိုင်းပြင်းစရာတာကျော်စီကိုတွားလိုက်ကြပါရင်နေမြတယောက်တာကျော်ခိုင်းတဲ့ရေရီယာတွေကိုစားပြီးတော့လုပ်ရပါတော့ရေရီယာကတော့ရွေးရဝေဆောင်ဝေပြီးတော့သုံးလာနေဖို့ဖြစ်ပါရင်နေမြတွက်ကတော့ရွေးရဝေ ဆောင်ဝေးရတာကအခက်ဆုံးလို့ဖြစ်ပါတယ်။ဘန်ကောက်ကကောင်လေးကိုလိုချင်တဲ့နှင်းများတော့ရွေးရဝေးဆောင်ကိုစပြော့ဝေးပါတယ်။ဝေးတဲ့မနက်မှာပဲသူဦးစန်းစန်းဝေးထားတဲ့နှင်းများကိုသူ့အမေကအယူမဆွဲပြီးတော့ထပ်អော်ပါတယ်။နှင်းများတယောက်အယံမူပြီးတော့အောင်စိုးရဲ့ကားနဲ့ဝင်တိုင်းပြီးပါတယ်။အောင်စိုးကဘန်ကောက်ကတပ်ပုံစီရာဖြစ်ပါတယ်။အောင်စိုးကနှင်းများကိုအိမ်လိုက်ပို့ပေးပေမဲ့ကားပေါ်မှာနှင်းများရဲ့အိမ်ကိုမေးလို့မရတာကြောင့်ရွာသူကြီးရဲ့အိမ်မှာထားခဲ့ရပါတယ်။မနက်ရောက်တဲ့အခါမှာတော့နှင်းများအကြောင်းစုံကိုသိရပါတယ်။အောင်စိုးကမြောက်ပိုင်းသူတွေကိုသဘောကျသူလို့နှင်းများတို့ကသိထားပါတယ်။မြောက်ပိုင်းသူတွေကစကားပြောဆိုမှုရအရန်ကိုသိမှုလုံးညပါတယ်။ဒါနဲ့မြောက်ပိုင်းရွာကမဆက်ပဲစီကိုတွားကြပြန်ပါတယ်။ချင်းနေမဟန်တို့တငယ်ချင်းတွေကနှင်းများကိုတာကြောစီကို အဆောင်သားတောင်းခိုင်းပါရီတာကျော်စီသွားရဲဆိုရင်မင်းများတယောက်တာကျော်ကလူလိန်ဆိုတဲ့အဖြစ်မှန်သိလိုက်ရပါရီတာကျော်နဲ့တငယ်ချင်းတစ်ဖွဲ့ကအရက်တောက်ပြီးတော့အမွဲခံနေကြပါရီတငယ်ချင်းတွေကိုပြောပြပေးမယ်သူတို့ကမယုံကြပါဘူးတရက်မှာတော့အောင်စုကပြက်တာကိုတာကျော်ကကူညီပေးနေတဲ့ပရိယိုကိုနှင်းများကတွေ့သွားပါရီနှင်းများတယောက်တာကျော်အိမ်ကိုဘယ်သူမှမသိအောင်သွားပါရီတာကျော်ကလူလိန်ဆိုတဲ့အဖြစ်မှန်ကိုတငယ်ချင်းအနေနဲ့ဝိုင်းပြီးတော့အမှတ်တမ်းတင်ကြပါရီရိုက်ထားတဲ့ပရိယိုနဲ့တာကျော်ကိုချောက်လန်းညာပါရီပြီးတော့သူမကိုအောင်စုနဲ့အစဉ်ပြေအောင်ကူညီဖို့အကြက်ကင်ပါရီနှင်းများတယောက်အောင်စုကိုချွေးတုပ်ပေးထီဆောင်ပေးတာလို့လည်းအလုပ်ရှုံနေပါရီမော်ရီလဲလုပ်ပေးလိုက်ပါသေးတယ်အောင်ကျော်နဲ့တာကနေတော့မှမက်စပယ်ရောက်လာပါရီမက်စပယ်ကအောင်စုကိုတစ်ဖက်သက်ကြိုက် က်နေသူဖြစ်ပါ ರಿ နေမြတရအောင်ဆုံးနာကနေမတ်စပယ်ကိုဖိထုတ်ဖို့အကြံထုတ်ပါတော့ ರಿ တာကျော့ကိုခေါ်ပြီးတော့မတ်စပယ်အိမ်ကိုလူမမြအောင်တော့ကြပါ ರಿ မတ်စပယ်ကအောင်ဆုံးထက်ပြစ်လုထားတဲ့အခြေအဆက်ယူကိုရှာဖို့ဖြစ်ပါ ರಿ ရှာဖွေနေတုန်းမှာမတ်စပယ်ဝင်လာပါ ರಿ နေမြနဲ့တာကျော့ကအဝိပြူရဲကိုဝင်ပုံကြပါ ರಿ ပုံနေတုန်းမှာမတ်စပယ်ရဲ့ကာယဗလမောင်စူးစီးမှုစာအုပ်ကိုတေးပါ ರಿ တာကျော့ကလည်းဂရေမောင်မှာကာယဗလမောင်ကြီးနေတဲ့မတ်စပယ်ကိုမြင်ရပါ ರಿ တာကျော့နဲ့နေမြအကြည့်ချင်းဆုံရင်းနေခုံနေကြပါ ರಿ မတ်စပယ်ရဲ့တယုံမှန်ကိုလည်းနေမြကတီးသွားပါ ರಿ တက်တဲ့ယူဖို့အတွက်တပ်ပုံရိုက်ပေမဲ့ဖုံးကမီလင်းသွားပါ ರಿ မတ်စပယ်တွေ့သွားတဲ့အချိန်မှာသူတို့နှစ်ယောက်ကလည်းလုံထေးပြီးတော့ထွက်ပြေးကြပါ ರಿ မတ်စပယ်ကအောင်ဆုံးကိုကပြတ်မဲ့ပွဲမှာမတ်စပယ်ရဲ့တယုံမှန်ကို ပြဖို့နှင်းများကတာကျော်ကိုတောင်းရင်ပြလိုက်ပါရီတာကျော်ကတငယ်နေနဲ့တိုင်ပင်ပြီးတော့အကဖွဲတောင်းမဲ့ရေထဲမှာလိန်စိတ်ကြွစီတွေထဲကြပါရီရေတောင်းမိတဲ့အကမယ်ဒီအကုန်လုံးကယောက်ျားတွေကိုဆွဲလိုက်ရင်လာလို့ကြပါရီတာကျော်ရဲ့အစီအစဉ်ကိုမသိတဲ့နှင်းများပါရေကိုတောင်းမိသွားပါရီတာကျော်ကတွေ့သွားပြီးတော့နှင်းများကိုသူ့ရင်ခွတ်သွားခဲ့ရရီနှင်းများတည်သွားတဲ့အခါမှာတော့တာကျော်ကိုဒေါသပုံထားပါရီနှင်းများကိုပြန်လိုက်ဖို့တော့လမ်းမှာအောင်ဆုံးနေတွေ့ပါရီတာ32ချောင်းဖြစ်နေတဲ့နှင်းများကိုကြည့်ပြီးတော့တာကျော်တယောက်မနာလို့တူရှိဖြစ်နေပါရီဘန်ကောက်သားနဲ့အဆင်ပြေတာမလို့နှင်းများကတာကျော်ရဲ့ဗီဒီယိုကိုဖျက်ပြလိုက်ပါရီတာကျော်ကသူထောင်းထားတဲ့ငပိကိုနှင်းများကိုကြည့်ပါရီအားရပါရစားနေတဲ့နှင်းများကိုကြည့်ပြီးတော့တာကျော်ကသဘောရည်ကြာနေပါရီတာကျော်နဲ့နှင်းမ များအရက်တောက်စားကြပါရီနောက်နေ့မှာတော့နှင်းများကအောင်စိုးနဲ့လျှောက်လေကြပါရီအောင်စိုးကဘန်ကောက်မှာသူ့အတွက်မော်ရယ်လိုတာမလို့နှင်းများကိုလိုက်ခိုင်းပါရီဘန်ကောက်ကိုသွားဖို့သူမရဲ့အိမ်မက်မလို့နှင်းများကတော့လိုက်သွားဖို့အရင်ပြောနေပါရီအောင်စိုးမပြောင်းခင်မှာစပယ်ကနှင်းများကိုရန်လာတွေ့ပါရီနှင်းများသူမကိုလုခဲ့တဲ့ကိစ္စတွေကိုအောင်စိုးကိုမျက်ရည်ခံထိုးပြီးတော့ပြောပြပါရီအခုတော့အားလုံးရဲ့ရှေ့မှာနှင်းများခင်မမို့အေးဖြစ်သွားပါရီနှင်းများလည်းရှက်ပြီးတော့သူ့ရဲ့မသိစိတ်မှာချစ်နေတဲ့တာကျော့အိမ်ကိုရောက်သွားပါရီတာကျော့ကနှင်းများစိတ်ပြောင်းလို့အမျိုးမျိုးလုပ်ပြပါရီနှင်းများမူးနေပြီးတော့တာကျော့ကိုပြုတ်ပြုတ်ပေးလိုက်ပါရီအောင်စိုးကလည်းဘန်ကောက်ပြန်မို့အတွက်နှင်းများကိုလာခေါ်ပါရီဒါဟုတ်တွေ့တဲ့တာကျော့ကတော့ဝမ်းနဲ့စွာနဲ့ပြန်လှည့်ထွက်သွားပါရီနှင်းများတယောက်ဝေခွဲရခက် ခဲနေပြီးတော့အမှိုက်တွေ့နေပါတယ်။နှင်းမြမေရလည်းသူမသမီးနဲ့ဘန်ကောက်သားလေးတို့အဆင်ပြေမဖြစ်ဘူးတာကျိုးကိုသွားမိကြပါရီ။တာကျိုးကတော့ယနာနာနဲ့အားလုံးအဆင်ပြေပါတယ်လို့ဟောပြလိုက်ပါရီ။နှင်းမြတာကျိုးကိုမျက်ရည်လေးရွှဲနေကြည့်နေပါရီ။နှင်းမြတို့ကသွားနေတုန်းကတာကျိုးကအနောက်ကနေလိုက်လာပါရီ။နှင်းမြတွေ့သွားခဲ့ပြီးတော့ဘန်ကောက်ကိုမလိုက်တော့ဘဲနဲ့တာကျိုးစီမှာအခြေတည်ပုံဝဲလိုက်ပါရီ။ပရိသတ်ကြီးတို့ကိုပြောချင်တာကယွမ်းနာမြယွမ်းနာမစားပြီမြင်ခိမိသွားရင်တော့စားကြရမှာပါ။မစားချင်ရင်တော့လည်းအငတ်ခံလိုက်ကြပါ။အစုံဒီလိုက်ပါကြည့်ရှုပေးလို့ယေရှုတင်ပါရီ။ Like